ဘုံနဂါရိုရဲ့ BNRA ဖွဲ့တွေရှိတဲ့ပူလဲမြို့နယ်မှာဇွန်6ရက်နေ့ကစကိုင်းတိုင်းပူလဲမြို့နယ်တွင်စစ်ကောင်စီရေးပါသောစခန်းတစ်ခုဖြစ်သည့်ကန်းတောင်စခန်းတိုင်းတိုက်ပွဲငါရက်ဆက်ပြင်းထန်နေပြီးဒေါ်လန်ရေးတပ်များကစစ်တပ်ထံမှလက်နက်ခဲယမ်းများနဲ့တုံးပန်းချိုဖမ်းမိထားကစစ်ကောင်စီကလေကြောင်းမှပြင်းထန်ဖူခံတိုက်ခိုက်နေသည်။ကန့်ကောပူလဲလမ်းပိုင်းရှိကန်းတောင်စခန်းကိုဇွန်လ2ရက်တွင်စတင်တိုက်ခိုက်ခြင်းဖြစ်သည့်ပြည်သူ့လူမျိုးရေးတပ်မတော် PAA ကဦးဆောင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ကျန်တဲ့ဘွဲ့များကစစ်ကောင်စီစစ်ကြောင်းများကိုဖျက်တောက်တိုက်ခိုက်နေခြင်းဖြစ်သည်စစ်စင်ရေးဗျူဟာတိုင်အဆောင်ဖြစ်မှာဆိုလို့ PAA ကခြေတန်းကနေတိုက်နေတာပါရလက်ကောင်းပါတယ် PAA ကထုတ်ပြန်ပါလိမ့်မယ်ဟုပူပေါင်းစစ်စင်ရေးတွင်ပါဝင်နေသည့်တော်လန်ရေးရဲဘော်တို့ကပြောသည်တိုက်ပွဲဆက်တင်သည့်နေ့ကလေးကစစ်ကောင်စီကလေးကြောင်းမှတိုက်ခိုက်ခဲ့ပြီးဇွန်လ6ရက်တွင်လည်းနန်းနဲ့တနာရီမထိုးခင်မှဆက်လက်ဂျက်ဖိုက်တာဖြင့်ရောဝိုင်းတွဲလေယာဉ်နဲ့ပါဝင်ကျပြီးတော့စခန်းမကျအောင်ခုခံတိုက်ခိုက်နေကြောင်းတင်ပြရရှိထားပါသည် ထို့အပြင်ကန်းတောင်စခန်းကိုစစ်ကူရန်လာသည့်အင်မတီရွာမှအင်အားတရခန့်ပါစစ်ကောင်စီစစ်ကြောင်းမှလည်းတော်လန်ရေးတပ်ဖွဲ့များ၏ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီးပြန်လည်ဆုတ်ခွာသွားခဲ့သည့်အဆိုပါစစ်ကြောင်းမှစစ်ကောင်စီနှင့်ပြူစောတိတပ်ဖွဲ့ဝင်ချို့တေဆုံးခဲ့ပြီးငါးဦးကိုရှင်ဖမ်းမိထားကြောင်းသိရရှိသည်။ပူလဲမြို့နယ်တွင်ကန်းတောင်စခန်းအင်မတီရွာစစ်ဖြူကုန်းရွာရဲစခန်းနှင့်ထွေအုပ်ရုံးတို့တွင်စစ်ကောင်စီကတပ်ဆွဲထားပြီးကန်းတောင်စခန်းသည်စစ်ကောင်စီနှင့်ပြူစောတိအင်အားများဆုံးရှိသောစခန်းဖြစ်သည်။ ရှစ်မိုင်ခန့်ဝေးသောအင်မတီရွာမှစစ်ပူလာရန်ကြိုးပမ်းခဲ့တော်လဲပူပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သည်။ကန်းတောင်စခန်းတိုင်းတိုက်ပွဲသည်ဇွန်6ရက်နေ့အထိပြင်းထန်နေပြီးစစ်ကောင်စီကလေးကြောင်မှဆက်လက်ပုံကျဲခုခံနေကြောင်းတွင်ရရှိသည့်စခန်းကိုစီးနင်းတိုက်ခိုက်နေစေဖြစ်ပြီးလက်နက်ခဲယံများပြားသိမ်းစေရရှိကြောင်းတရင်ရရှိသည့်ဒို့တော်တော်လန်ရေးပူပေါင်းတပ်များကတရင်မထုတ်ပြန်သေးပေ။ပူလဲမြို့နယ်တွင်ကန်းတောင်စခန်းကိုသိမ်းယူနိုင်ပါကကျန်စခန်းများသည်ဖြတ်တောက်ပိတ်ဆို့ထားရုံဖြင့်လက်နက်ချနိုင်ကြောင်းကာကွယ်ရေးရဲဘော်များကပြောပါတယ်။